ဘာလို့ကျေးဇူးတော်ချီးမွမ်းရတာလဲဆိုတော့အတ္တမှာလက်တွေ့ဖရားရဲ့အတူပါရှိခြင်းဖရားရဲ့ကိုညီမဆခြင်းကိုအတ္တမှာလက်တွေ့တတ်တည်ရလို့ဖြစ်ပါတယ်အခုချစ်တော်ညီကိုမောင်တော်တို့တရားဒေသနာနားထောင်နေတဲ့တင်ကျွန်တော်တို့ယေရှုခရစ်တော်ကိုယုံကြည်တဲ့ယီယုံကြည်ခြင်းယေရှုခရစ်တော်ကိုကျွန်တော်တို့ကဖခင်အဖြစ်ယုံကြည်တယ်၊ကယ်တင်ရှင်အဖြစ်ယုံကြည်တယ်။ကျွန်တော်မေးမယ်၊တင်တို့ရဲ့အတ္တတာထဲမှာ တင်တို့ရဲ့အလုတ်ထဲမှာတင်တို့ရဲ့ဘဝထဲမှာယေရှုခရစ်တော်ကိုလက်တွေ့နဖူးတွေ့ဒူးတွေ့ဖယားသခင်ရဲ့ကိုညီမဆခြင်းကိုခံစားရဘူးပါသလားစိတ်ခံစားချက်နဲ့မပြောပါနဲ့လက်တွေ့ပြောပါကျွန်တော်ယုံကြည်တယ်စစ်မှန်တဲ့ယုံကြည်သူတွေမှာတော့လက်တွေ့နဖူးတွေ့ဒူးတွေ့ဖယားသခင်နဲ့ဒီလိုမျိုးလုံးဝလက်တွေ့တက်တည်ရတဲ့သူတွေအများကြီးရှိတယ် ဥပမာခုဟိုတလောဆိုရင်လူတချို့ဆရာကိုစကားလာပြောတဲ့ခါမှာဘယ်လိုပြောလဲဆိုဆရာရေးတဲ့ကျေးဇူးတော်ချီးမွမ်းလိုက်တာဆရာရေးတဲ့ဆရာပြောတဲ့ဒီစူတောင်းချင်းအကြောင်းရင်းနားထောင်လိုက်တဲ့ခါမှာကျမလေးတဲ့ကျွန်တော်လေးတဲ့ဟိုပြဿနာကြုံတဲ့ခါမှာနည်းနည်းမို့တည်သွားပြီဒါပေမဲ့ဆရာရဲ့တရားဟောချက်ကိုတည်ရတဲ့ခါမှာယေရှုရဲ့ကယ်တော်မူပါလို့អော်တဲ့ခါမှာယေရှုကသူ့ကိုအအောပွဲကယ်တင်တယ်အသက်အန္တရာယ်ဘေးကနေကယ်တင်တယ်သူတက်တည်လာခံတယ်ဆရာဒါကကျွန်တော်တာရကပြောတာ လက်တွေ့အတ္တတာမှာဖရာရဲ့ကုညီမဆာချင်းကိုတတ်တည်ရတာတတ်တည်ရတာနောက်လူတချို့လည်းလာပြောသေးတယ်ဆရာရေးတဲ့ဆရာဟောတဲ့အဲ့ဒီစေဘုတ္တဘုနဲ့ပတ်သက်တဲ့တရားဒေသနာကတော်တော်ကောင်းတာပဲတဲ့စေဘုတ္တဘုကျွန်တော်အာတခါမှမထည့်ဘူးတဲ့အရင်တော့အခုဆရာတရားဒေသနာဟောတာကိုနားထောင်ပြီးမှစေဘုတ္တဘုကိုထည့်ဆန်းကြည့်တယ်ဘာကြောင့်လဲမီးဆန်းလို့ရတယ်လို့ဆရာဟောတယ်လေမီးဆန်းကြည့်တာတကယ်ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာကိုခံစားရတယ်လက်တွေ့ခံစားရတာတက်တည်ရတာတက်တည်တက်တည်အဲ့ဒါပါလေ တက်တည်ရတယ်လို့ခေါ်တယ်။ချစ်တော်ညီကိုမောင်တို့ကျွန်တော်ဆရာရဲမင်းအမြဲတမ်းယုံကြည်သူတွေကိုခွန်အားပေးတယ်။ခွန်အားပေးတယ်ဘလို့ခွန်အားပေးလဲတိလား။ကျွန်တော်တို့ယုံကြည်တဲ့ဒီယေရှုကိုယုံကြည်တဲ့ယုံကြည်ခြင်းကကျွန်တော်တို့ဒါနာကြီးပုံပြင်မဟုတ်ဘူး။ယေရှုဆိုတာဒါနာကြီးပုံပြင်မဟုတ်ဘူး။ယေရှုဆိုတာကျွန်တော်အာဘာလဲဟိုယူပြီးမှတက်တည်ပြလို့မရပါဘူး။လက်တွေ့အသက်တာမှာ အသက်ရှင်တဲ့အခါမှာတက်တည်ရဖို့ဖြစ်ပါတယ်။အာမင်။လက်တွေ့တက်တာမှာယေရှုငါနဲ့အတူရှိတယ်။လက်တွေ့တက်တာမှာယေရှုငါကိုကူညီနေတယ်။လက်တွေ့တက်တာမှာသခင်ယေရှုခရစ်တော်အတူပါရှိခြင်းကိုလက်တွေ့တက်တည်ရတာ၊ရတာ၊ရတာ။အဲ့ဒါအဲ့လိုဖြစ်ရမယ်ယုံကြည်မှုကအဲ့လိုဖြစ်ရမယ်။တမန်ကျင်းစာထဲမှာအဲ့လိုလူမျိုးတယောက်ရှိတယ်။ဖခင်သခင်ကိုလက်တွေ့တက်တည်ရထားတဲ့သူအများကြီးထဲမှာတမန်ကျင်းစာထဲမှာကျွန်တော်တို့သင်ခန်းစာယူတင်တဲ့လူတယောက်ရှိတယ်။အဲ့ဒါကတော့ယောဘဖြစ်တယ်။ဗါတယ်လေယောဘ။ ယောဘကိုအားလုံးသိမယ်နော်ကျွန်တော်ကျင်းချက်တစ်ချက်လေးဖတ်ချင်တယ်ယောဘဝုထုခန်းကြီး40နှစ်အငယ်9ကျမ်းစာရှိမယ်ဆိုရင်ဖွင့်ကြည့်မယ်နော်ယောဘဝုထုခန်းကြီး40နှစ်အငယ်9ကျွန်တော်ဖတ်မယ်နော်ယောဘကဘလို့ပြောလဲဆိုတဲ့ဒင်းတော်ကိုအကျွန်ုပ်ဒီနားနဲ့ကြားဖို့ပါပြီတဲ့ယခုမူကားကိုတော်ကိုမျက်စိနဲ့မြင်ရပါ၏တဲ့နားလည်လားမသိဘူးဒီကျမ်းချက်ကိုကျွန်တော်နားလည်အောင်ရှင်းပြမယ်ယောဘကဘလို့ပြောလဲဆိုဖယားသခင်ရဲ့တဲ့ဒင်းကို ကြားတာတော့အကြာရှိပြီတဲ့ဘုရားသခင်အကြောင်းကိုတော့ခဏခဏကြားရတယ်တဲ့ကြားဖို့တာကြားပြီတဲ့ဘုရားသခင်အကြောင်းဒါပေမဲ့တဲ့ကိုကိုတိုင်းလက်တွေ့အသက်တာမှာနဖူးတွေ့ဒူးတွေ့တွေ့တာကတော့ဒီတစ်ချိန်မှာတွေ့ပြီတဲ့အဲ့လိုပြောတာယောဘကအဲ့ဒီသဘောချက်တော်ညီကိုမောင်မတော်ခုတရားဒီနနာနားထောင်နေတဲ့တင်တင်သက်တာထဲမှာလဲဘုရားသခင်ရဲ့အကြောင်းကိုနေ့တိုင်းကြားနေရတယ်ဒါပေမဲ့ကျွန်တော်မေးမယ်ယောဘလိုမျိုး သင်ရဲ့အတ္တထဲမှာယေရှုဖရာရဲ့တတ်တည်လက်တွေ့တင်ရပြီလားဖရာသခင်တင့်ကိုကူညီနေတယ်ဆိုတဲ့တတ်တည်တင်ရလားဖရာသခင်ကအံ့ဩပွေကူညီမှုကိုတင်ခံစားဘူးလားဖရာသခင်တင့်နဲ့အတူပါရှိတဲ့ငြိမ်သက်ခြင်းမျိုးကျွန်တော်တို့တခါမှမရှိတဲ့ညီသက်ချင်းမျိုးဘုရားသခင်တင့်ကိုပေးတာတင်ခံစားဘူးလားအဲ့ဒါလက်တွေ့တက်တွေပဲကျွန်တော်ယုံကြည်တဲ့စစ်မှန်တဲ့ယုံကြည်သူတိုင်းမှာအဲ့လိုတက်တွေရှိတယ်ဟာလေလုယာယောဘကလေ အရင်တော့ကကိုင်းဆိုင်တဲ့သူတယောက်ဖြစ်တယ်ဒါပေမဲ့သူတည်တင်းဖရာရဲ့တည်တင်းကိုကြားမှပဲကိုင်းဆိုင်နေတာဒီကနေ့ယုံကြည်သူတွေမှလည်းအဲ့လိုမျိုးရှိတယ်လက်တွေ့တက်တေမရသေးပဲနဲ့တည်တင်းတော်တွေကြားပြီးမှနှုတ်ကပတ်တော်တွေကြားပြီးမှဖရာသခင်ကိုယူတည်ကိုင်းဆိုင်တဲ့သူတွေအများကြီးတယ်ဒါမမှန်တာမဟုတ်မှန်ပါတယ်ဖရာသခင်လည်းနှစ်သက်ပါတယ်ဒါပေမဲ့ယောဘကလေစာတန်ရဲ့တိုက်ခိုက်မှုကိုစာတန်ရဲ့တိုက်ခိုက်မှုကိုခံရပြီးနောက်ပိုင်းမှာ ်ဟောတရက်ထဲမှာအကုန်လုံးဆုံးရှုံးခံရတယ်ပတ်စံတားချမ်းတာလေယောဘနော်တရက်ထဲမှာအကုန်ပြောင်းတယ်အကုန်ပြောင်းတယ်နောက်ဆုံးကုန်ကုန်ပြောမယ်သူရှိတဲ့ပတ်စံတွေအကုန်ပြောင်းသွားတယ်သူ့မှာဘာဖြစ်လဲတာသင်းကြီးလည်းအကုန်ပြောက်ကုန်တယ်နောက်ဆုံးဘာလုပ်လဲသူအချစ်ဆုံးသူ့ရဲ့ဇနီးတဲ့တော်မှာသူ့ကိုထားခဲ့တယ်သူတယောက်ပဲကျန်တယ်ပြီးရင်တယောက်တည်းကျန်တာဒီမကောက်တကူလုံးအနာစင်းပေါက်တယ်အနာစင်းပေါက်မှအင်ဂျင်တော်ဝိုးလို့မရအောင်ပြာပုံပြီးမှပြာလေးလူးမှရားလို့ချစ်နေရတယ်နာလို့အဲ့ဒီအစင်တယောက်သွားတာတရက်ထဲမှာနော်တရက်ထဲမှာ စာဒမနာတိုက်ခဲတိုက်ခိုက်လို့ဒါပေမဲ့သူကအဲ့ဒီစုံစမ်းနောက်ဆက်ချင်းကိုအောင်မြင်သွားတဲ့အခါမှာဖယားကသူ့ကိုနဆတော့ကောင်းကြီးပေးတယ်လို့ကျမ်းစာထဲမှာရေးထားတယ်လေနဆတော့ကောင်းကြီးပေးလိုက်တဲ့အခါမှာသူဒီစကားကိုပြောခဲ့တာဘယ်စကားလဲခုနကျွန်တော်တို့ဖတ်တဲ့ယောပါဝုထုခန်းကြီး၄၀နှစ်အငယ်၅ကိုပြောခဲ့တာဘလို့ပြောလဲသိလားအရင်တော့ကကျွန်တော်ဖရာအကြောင်းကြားဘူးမှကန်ဆိုင်တာပါတဲ့အခုတော့တဲ့လက်တွေ့ဖရာသခင်နဲ့အသက်တာမှာ နဖူးတွေ့ဒူးတွေ့တွေ့ခဲ့ပါပြီတဲ့ချစ်တော်ညီကိုမောင်တို့ဒါကြောင့်ကျွန်တော်အမြဲတမ်းတတိပေးတယ်ကျွန်တော်အမြဲတမ်းခွန်အားပေးတယ်ယုံကြည်သူတွေယုံကြည်သူတွေရဲ့အတ္တထဲမှာယောဘလိုမျိုးစုံစမ်းနောက်ဆက်ချင်းရောက်လာတဲ့အခါမှာဖြားနာလာတဲ့အခါမှာစည်းပွားရေးတရက်ထဲအကုန်ပျောက်ဆုံးသွားတဲ့အခါမှာဩဘာအခက်ခဲမျိုးစုံကြောက်ရောက်လာတဲ့အခါမှာ အဲ့ဒီအရာတွေကဖယားသခင်ကျွန်တော်တို့စစ်ဆေးနေတယ်ဆိုတာတတိထားပါအဲ့ဒီအရာတွေအားဖြင့်ဖယားသခင်ကိုအဖြစ်လက်လက်တွေ့တက်တည်ရလာတယ်တချို့ကျွန်တော်လာပြောတယ်ဆရာကြီးဟုတ်တယ်ကျမကကိုဗစ်ရောဂါကြောင့်ဖယားသခင်ရဲ့ကွယ်ကာမဆောင်မှုကိုလက်တွေ့ခံစားရလာတာဒီယောဂါရာမရှိခရင်ကျွန်မဖယားနဲ့ဝေးနေဦးမယ်ဒီယောဂါရာမရှိရင်ဖယားကိုကျွန်တော်လက်တွေ့နဖူးတွေ့ဒူးတွေ့ခွင့်ရမှာမဟုတ်ဘူးတချို့ကလည်းပြောတယ်စီးပွားရေးလုံးဝ စီးပွားရေးပြက်ကွက်သွားတယ်စီးပွားရေးကြရှုံသွားတယ်စီးပွားရေးလုံးဝပါဖြစ်လေအာအာအောက်ဆုံးအောက်ခြေထိထိကြကြဆုံးသွားတယ်အဲ့ဒီအရာတွေကြောက်မှုပဲဘုရားသခင်ကိုရှာတက်လာတယ်အဲ့ဒီအရာတွေကြောက်မှုပဲဘုရားသခင်ကိုလက်တွေ့တက်တည်ရလာတယ်ဒါကြောင့်ကျွန်တော်ပြောမယ်အခက်ခဲတွေကတခါတလေမကောင်းတာတွေမဟုတ်ဘူးတခါတလေဖျားသခင်နဲ့ကဲ့ရဲ့ဖို့ရန်အတွက်ကျွန်တော်တို့ကိုအခွင့်အရေးဖန်တီးပေးတာလည်းဖြစ်နိုင်တယ်အခက်ခဲတွေက ဒါကြောင့်အခုအခက်ခဲကြုံတွေ့နေရတဲ့သူတွေဘုရားသခင်ကိုလက်တွေ့တက်တည်ရဖို့ဘုရားသခင်တင့်ကိုအခွင့်ပေးနေတယ်ဆိုတာကျွန်တော်ခွန်အားပေးချင်တယ်နော်အဓိကပြောချင်တာကအသက်တာမှာဘုရားသခင်ရဲ့လက်တွေ့ပို့ဆောင်ခြင်းကောင်းကြီးမင်္ဂလာ ခံစားရလို့ဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းရမယ်တချို့လဲလာပြောတယ်ဆရာကြီးဆရာခေါ်လိုက်တဲ့တရားသီတနာအားဖြင့်ကျမအသက်တာထဲမှာလိုက်လျှောက်တဲ့အခါမှာကောင်းကြီးဖြစ်လာတယ် ်ပုံမှန်အလုတ်မရှိဘူးအလုတ်ရလာတယ်ပုံမှန်ဝင်ငွေကတလောက်ပဲနဆတော့ဝင်ငွေရလာတယ်ပုံမှန်ကိုယ့်ရဲ့ရန်သူကိုယ်မုံတယ်ဒါပေမဲ့အခုကိုယ့်ရဲ့ရန်သူကကိုယ့်အဖွဲဖြစ်နေပြီစသဖြင့်စသဖြင့်ကောင်းကြီးမင်္ဂလာတွေရလာတယ်အမင်္ဂလာတွေပျောက်ကုန်ပြီးမှမင်္ဂလာတွေဖြစ်လာတယ်ဟာလေလုယာလက်တွေ့ဖရာသခင်ရဲ့တက်တီကိုရလာတယ်ဂျေဇုတော်ဂုံတော်ပေါင်းကိုချီးမွမ်းတင့်ပါတယ်ချီးမွမ်းထိုက်ပါတယ်ထိုက်တန်တဲ့ဖရာသခင်မို့လို့ပါ Hallelujah ကျွန်တော်အသက်တာနဲ့လက်တွေ့အတုံးချဖို့ရန်အတွက်မျော်လင့်ပါတယ်။တရားဒေသနာနားထောင်တဲ့အခါမှာဟိုဒဏ္ဍာရီပုံပြင်လို့လို့သူများကိုပြောတယ်လို့လို့မနားထောင်ပါနဲ့။ငါရဲ့အသက်တာမှာငါဘလို့အသက်ရှင်နေတယ်လေ။ဒီတရားဟောချက်ကငါ့ကိုဘယ်မှာထိနေတယ်လဲ။ငါဘယ်မှာပြင်ရမလဲ။ငါဘလို့လိုက်လျှောက်အသက်ရှင်ရမလဲ။အဲ့လိုမျိုးအသက်ရှင်ပါလို့ကျွန်တော်ထပ်မံတယ်လေခွန်အားပေးခြင်းပါ။ဟုတ်ပြီကျွန်တော်တို့ဏိကုံချုပ်ရအောင်နော်။ဒီကနေ့ပြောသွားတဲ့ခေါင်းစဉ်ကပါလဲဆိုတော့ဘာကြောင့်ဂျေဇုတော်ချီးမွမ်းရတာလဲဆိုတော့ အတ္တတာမှာဖရာသခင်ရဲ့ကိုညီမဆခြင်းကိုလက်တွေ့တက်တည်ရလို့ဖြစ်ပါတယ်ဟာလေလုယာဆိုတော့ဒီကနေ့နှုတ်ကပတ်တော်ကိုတော့ဒီမှာပဲရည်နာမှာ ဖြစ်ပါတယ်အာနားမလဲတာရှိလို့ရှိရင်ဆရာအကောက်ကိုအပီမာလာမေးလို့ရတယ်ဆုတောင်းခံခြင်းတဲ့သူများရှိမယ်ဆိုရင်လည်းဆရာအကောက်ကိုအပီမာဆုတောင်းခံလို့ရတယ်ဆရာတို့ရဲ့အမှုတော်မြတ်မှာပေးလို့ခြင်းတဲ့သူရှိမယ်ဆိုရင်လည်းတီးတက်ဆက်တွေ့ပါဆိုပြီးမှပြောကြရင်ဒီကနေ့နှုတ်ကပတ်တော်ကိုဒီမှာပဲရည်နာမှာဖြစ်ပါတယ် နာဆင်သွားတဲ့သူအရောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းချီးပေးပါစေတော့အာမင်